ဒေါက်တာအီမောင်ကိုမေးချင်ပါတယ်ရှင်အခုလေစီဒုက္ခတဲ့အရေးကတစ်ကဘာလုံးမှာအဓိကကြည်ကြဲပြန့်ပြန့်ဖြစ်လာတာကိုတွေ့ရတယ်အဓိကဖြစ်ရတဲ့ဇင့်မြစ်ကဘာကြောင့်လို့ထင်ပါလဲရှင်နှစ်ခုရှိမှာပေါ့တစ်ခုကလူဦးရေပောက်ကွဲမှုရှိနေတယ်အဲ့လိုပောက်ကွဲတဲ့နေရာမှာပြင်ပကိုပုံမှန်လည်းပြောရင်ဆွေးထုတ်ပစ်လို့တဲ့အင်အားစုရှိနေတယ်တနည်းအားဖြင့်နှင်းထုတ်လို့တဲ့နော်အင်အားစုတခုရှိနေတယ်တစ်ဖက်ကကန်ထုတ်လိုက်တဲ့လူတွေကိုဆွေးခိုနိုင်တဲ့အကြောင်းတရားရှိမှာပေါ့အဲ့ဒီအကြောင်းတရားနှစ်ခုမှာ ျွန်တော်စဉ်းစားဖို့လိုတယ်တလေစီးပြေဒုက္ခတွေမတိုင်ခင်မှာလျင်စီးတဲ့ဒုက္ခတွေရှိခဲ့တယ်တချို့ပုံကိုယ်တွေဟာနာဖနာရကလက်ထက်မှာအကြောင်းတစ်ခုခုကိုပြပြီးမှဟိုဘက်ကပတ်စပို့ကိုယူပြီးမှဒူဘိုင်းတို့ဆိုရီတို့ကိုသွားတာပေါ့ဗျအလုပ်လုပ်ကြတာပေါ့အဲ့တော့ဟုတ်ပြီဘာကြောင့်ထွက်တယ်လဲ census ကအရေးကြီးပါတယ်1950လောက်မှာရှိတဲ့တကောင်စင်းကျွန်တော်နိုင်ငံမှာဘယ်လောက်ရှိတယ်လဲ1950လောက်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တကောင်စင်းဘယ်လောက်ရှိတယ်လဲ ဟုတ်ပြီခုစီးရီးယားတို့ဘာတို့အက်စတိုနီးယားတို့ဘာတို့ကတော့ခမယာကုနာပြည်တွင်းစစ်ကြီးဖြစ်တာဟုတ်နော်အဲ့ဒါကြောင့်လူတွေဟာထွက်ပြေးသွားတယ်ဒါသူ့ရဲ့ဘဝလုံခြုံမှုအတွက်ထွက်ပြေးတယ်ဒါပေမဲ့ဒီဘက်ကမဟုတ်ဘူး influx ဖြစ်တယ် influx ဖြစ်တဲ့ခါမှာလူကိုကန်ထုတ်တယ်ကိုယ်နိုင်ငံပြင်ပကိုရောက်တဲ့ခါမှာကိုယ်နိုင်ငံသားဆိုတဲ့အမိကိုငင်းပေးတယ်ဒါသူ့ရဲ့ policy ပဲနိုင်ငံတစ်ခုရဲ့ national policy ဖြစ်သွားတဲ့ခါမှာလူတွေကတော့ကိုယ့်ရဲ့ဒေသကိုစွန့်ပြီးတော့ခုနလိုဆွေးဆောင်မှုပေါ့ဗျအဲ့ဆွေးဆောင်မှုမှာ IOM ကခုလစ်လာနေတာရှိတာပေါ့ UNHCR even UNHCR ပါလိမ့်မယ် ။ဘာကြောင့်စိတ်သူဘက်ကဒီဘက်ကလာတဲ့ခါမှာအကြောင်းတစ်ခုခုနဲ့နှာမြေတစ်ခုကိုတုံးလို့ရှိရင်တခြားနိုင်ငံသားတွေထက်ညံ့ညံ့လေးရွေနေဆရာရဲ့နော်အကာအကွယ်ကိုရတာပေါ့ဗျာ။အဲ့ဒါလေးတွေကဆွေးဆောင်မှုအတွက်တနည်းအားဖြင့်လှေစီးဒုက္ခတွေမတိုင်ခင်လည်းဒီတိုင်းဖြစ်ခဲ့တာပဲ။အဲ့တော့လှေစီးဒုက္ခတွေဆိုတဲ့ကိစ္စကိုပြန်ကြည့်တဲ့ခါမှာခင်ဗျားပြန်ကြည့်မုတ်တုံမတိုင်ခင်လေးမှာဖြစ်တယ်။၂007နှစ်ရခိုင်ပြဿနာဖြစ်ပြီးတဲ့နောက်မှာဒီပြဿနာကဘာကြီးကိုခင်ဗျာ lobbyist တွေအများကြီးရှိတယ်။ဒါကြီးကိုခင်ဗျာတကယ်တမ်းအကြောင်းကြောင်းကြောင့်နိုင်ငံရေးအခြေခံမှာ ဒါဖြစ်တယ်လားအမေနိုင်ငံရဲ့အခြေခံကြောင့်ဖြစ်လာတဲ့ကာလခင်ဗျားပြန်ကြည့်ကျွန်တော်တို့ကနိုင်ငံရဲ့ပါတီမဲ့ပုံတွေရဲ့ဥပဒေကိုပြန်ပြင်လာရှိရဲ့အဲ့ဒီနောက်မှာဟွက်ကတ်နဲ့ပတ်သက်လို့ကျွန်တော်လွှတ်တော်တွင်းမှာတော့ representative ကဆွေးနွေးတာပါအဲ့ဒီကမှာဟွက်ကတ်နဲ့ပတ်သက်လို့ခင်ဗျားအခုဆိုရင်ဥက္ကဋ္ဌကြီးပြန်ပြောပြီ green card ပေးလို့မယ်အဲ့ဒီဂျာလေးမှာအင်မတန်ရှောက်စရာကောင်းတဲ့မြန်မာနိုင်ငံရဲ့အပြောင်းလဲတစ်နှစ်အခုဆို6လပဲလို့ရ election period ကနိုင်ငံလုံးကစိတ်ဝင်စားတယ်ကဘာကြီးကစိတ်ဝင်စားတယ် election period မတိုင်ခင်ကျွန်တော်တို့က pre and post electoral electoral period ကိုတင်ညောင်စူးစမ်းတဲ့ကာလမှာမြန်မာနိုင်ငံရဲ့ transition government ကလည်းပြောင်းတော့မယ်အာဏာအပြောင်းလေးနဲ့လူလူကြားထဲမှာအင်မတနိုင်ငံရဲ့အချင်းချက်တခုကိုရောက်တဲ့ကာလမှာဘာကြောင့်ဒီ both people ကိုဖန်တီးတယ်လဲကျွန်တော်တို့ကဖန်တီးတယ်တော့ဘာကြောင့်ဖန်တီးတယ်ဒီယာဒီဟာမုတ်တုံဝင်တဲ့ယာမုတ်တုံမဝင်ဘဲနဲ့ကမ္ဘာရေပြင်တွင်းမှာ Lord of Sea ဒါက International What Sea Water ပဲအဲ့ဒီမှာတွေ့တဲ့လူတွေဘာကြောင့်3လလောက်ကြာကြာပတ်ချလိမ့်နေကြတယ်။ဘာကြောင့်ခင်ဗျားဒီယိုရီးယားနေဆက်မှာဒီလိုလူမောင်းခိုကြောင့် 拉我们，对不对？马来西亚嘛，不就讲对的了？马来西亚所有这些，人家拿屁股捂着嘛，不讲。伊斯兰巴达乌恩嘛，对不对？人家拿屁股，人家不跟你勾鼻子。假如你勾了，所以，上天啊！那你啊，比，马来西亚，even 马来西亚，co-rango 噶，对不对？policy 嘛，人家那个拖地来啊，你们人家，人家耶，承认过，人家比抽根来还哦。打人家耶，个脏过得比较。那讲，总得得看嘛，这下，传统东西耶，那下，拍口所谓新东西。阿里，讲了嘛，公德噶，那你啊，比。 human trafficker ဒါတွေကကစားသွားတာအဲ့ဒီခါမှာဒုက္ခသည်ဖြစ်သွားတာကအင်မတန်ဆင်းရဲပြီးမှပညာရေးအပြင်လကောင်းလူမှုရေးအပြင်လကောင်းမသိတဲ့ကျွန်တော်တို့လူဒေသကကျွန်တော်မြောက်ပိုင်းရခိုင်ပြည်နယ်ကလူတွေဘင်္ဂလားဒေ့ရှ်ကိုတိုင်း1980လောက်လရရတဲ့ကာလမှာ68သန်းပဲရှိတယ်အခု168သန်းဖြစ်နေပြီသူ influx ကိုဘယ်လောက်ကမလဲကျွန်တော်တို့ကကုံတွင်းရှိရပင်လယ်ရှိရကုံတွင်းမှာဘယ်လောက်ခံရမလဲရခိုင်ဟာအဲ့ဒါကြောင့်ခင်ဗျားဒီကိစ္စကိုစဉ်းစားတဲ့အခါမှာရခိုင်ပြည်နယ်ရဲ့လုံခြုံမှုအပြင်နိုင်ငံတကာရဲ့ခုနလို vote people ကိုအတုံးချပြီးမှ နိုင်ငံရေးအားဖြင့်အမျက်ယူသွားတာမျိုးမဖြစ်ဖို့အတွက် UNHCR ရှိပါတယ်ကမ္ဘာကုလသမဂ္ဂရှိတယ်ဘလို့သုံးတက်မလဲဒါတခုတည်းမဟုတ်ဘူးနော်မက္ကဆီကိုနေစမှာလည်းရှိတယ်အီဗင်ယူရိုမှာကွာ၈000လောက်တော့ဒုက္ခတွေပြဿနာကိုရင်ဆိုင်နေရပြီအငယ်ဝင်း